ဒီ2025အလွန်ဘူးပူရောက်ကပါမတမနိုင်ငံချုပ်ပြလာမယ်စီကုံမှုမဲနဲ့ခွန်လာများသုံးသဆွေးနွေးပဲလုပ်မယ်ဆိုပြီးတော့ဒါကြိုက်ဝီကြီးကျွန်တော်တင်ပြခဲ့တာရှိပါကျွန်တော်လည်းအဲ့လိုလေးတမန်တော့ပါပဲအဲ့လုပ်ပါနောက်ကောင်းပါနဲ့ကျွန်တော်ဒီလိုပဲပြောလိုက်ပါညခန္ဓာစီစဉ်လေးဒီလာပြီးရှင်းပြတဲ့ခါမှာဒီခါနာနိုင်ငံကကပညာရှင်တွေလည်းပါတယ်အနာဂတ်တွေအရေးကြီးတယ်အဲ့တော့ဘယ်သူမှအဲ့မှာလဲအဖွင့်ပဲကိုပြောကြပေးပါဆိုတော့တစ်ဆင့်ရောက်လာတမန်တော့ဖတ်လို့ခုပါနောက်ကတော့တစ်ဆင့်မေကွန်းကျော်ဝင်ဆိုဖြစ်လာတယ် ဒီကောင်းမယ်ကျွန်တော်ပြောပြပါမယ်ဆိုကျွန်တော် outline လေးတွေကျွန်တော်တချို့လေးပြောပြပါအဲ့ဒါလေးတော်တိတ်မကြင်ဘူးကျွန်တော်အခါထပ်ပြီးတော့သူကအသေးစိတ်ပေါ့ဒီအကြက်တာတွေဗလာကြီးရှင်းပြရင်းနဲ့ဘူဂျုံမီအဲ့မှာနည်းနည်းလေးဆွနွေကြီးကောင်းမယ်ထင်ပြီးဆိုတော့ဝင်းကြီးကကျွန်တော်ထပ်ပြီးထပ်ပြီးပြောတာပေါ့အဲ့ဒါနဲ့ကောင်းမယ်ပြန်လို့အဲ့ဆိုလေကျွန်တော်ကောင်းနေရှိတာစိတ်ထဲရှိတာပြောတာပေါ့ဆိုပြီးတော့ဒီလိုတဲ့ဒီလိုဆွနွေတဲ့အစ်ကျွန်တော်ရောက်လာတာဖြစ်ပါတယ်မူလကတော့ကျွန်တော်ဆွနွေဘူးစစ်စစ်မရှိပါဘူးအဲ့တော့ဒီမှာလဲဘာပဲပဲဒါကျွန်တော်တို့တက်တော့ဒါကောင်းနေတယ် ဒါဒီစုနေခွေတုတ်တဆီလေးဘတ်ကူလို့ဒါပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးပေါ့ကျွန်တော်အမြင်လေးပေါ့ဗျာကျွန်တော်နည်းနည်းဆွေးနွေးပြရတယ်အဲ့တော့ဒီမှာလဲအဲ့တော့ကျွန်တော်တို့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပြောရချင်ပါလဲကျွန်တော်တို့ကလည်း sanction လုပ်တဲ့အတွက်ကြောင့်နည်းနည်းခက်ခဲလို့ရှိတော့ sanction လုပ်တယ်ဒါတနည်းကတော့ကျွန်တော်ကျွန်တော်ကျွန်တော် interview တခုမေးတဲ့အချိန်မှာကျွန်တော် sanction ကိစ္စကျွန်တော်ပြောပြတာ sanction လုပ်လို့ရှိရင်ဟောလို့ကျွန်တော်တို့တော့ဒါ impact တခုလည်းရှိပါလိမ့်မယ်တို့တော်လည်းပဲတစ်ဖြည်းဖြည်းနဲ့အဲ့ဒီလက်ကလေးနိုင်ငံတွေကဒါနိုင်ငံ ဒီသူ့ရဲ့ခက်ခက်ကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လုပ်လာတယ်ဒီပြန်ပက်တွေဖြစ်လာတယ်ပြန်ပက်တွေဖြစ်လာတယ်ပူဆုမှဖြစ်တယ်ဒါစီဝိုင်းပြေးဆိုပြီးတော့မှကျွန်တော်တို့ဘုံမှာဖိအားပေးတော်မျိုးတော့ဘလူးမှာမအောင်မြင်နိုင်ဘူးဘုကနဲ့ကျွန်တော်တို့ဘုံမှာဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကနီးကိုကနဲ့ကြော်ထားနေကြတာပဲကိုလိုကြော်တာမဖြစ်ရှင်းလို့ရတယ်အခက်ခဲတော့ရှိတာပါမှာတို့တော်လည်းဖြစ်ရှင်းလို့ရတယ်ဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်တော့နိုင်လို့ဆိုရင်တစ်ဖက်ကလည်းအဲ့တော့ဒါပေမဲ့ကုလေးကျူစာအထုံးမှုတို့တို့တို့တစ်ခါကလည်းနိုင်ငံရေးနည်းလမ်းရတစ်ခါကလည်းဒါတွေဖြည့်ရှင်းကြမှာလေဖြစ်ပါတယ်။အဲ့ပါလဲ ခုနပြောတဲ့စီးပွားလုပ်ငန်းလုပ်နေပို့ဆိုရင်လည်းအားလုံးပဲမင်္ဂလာပါဒီကနေ့မှတော့ဆန်ရှင်တီလို့ခက်ခဲပေမဲ့ကိုနီးကိုဟန်နဲ့ကြော်လွားနေကြောင်းစစ်ကောင်းဆောင်ပြောပြလာတဲ့ရုပ်တံနဲ့အတူရန်ကုန်ပြည်လမ်းပိုင်းရှိစစ်ကွင်းတာဆုံဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတနက်တလက်သိမ်းဆည်းရရှိတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ ။ပဲခူးတိုင်းစစ်ကွင်းမြို့အုပ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လမ်းပိုင်းရှိစစ်ကွင်းနာဆောင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတနက်တလက်30ရရှိခဲ့ကြောင်းတာယာဝတီခရိုင်မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်မလ20ရက်နေ့တွင်မင်းလာမြို့နယ်စစ်ကွင်းမြို့အုပ်တွင်းကျေးရွာအနီးရန်ကုန်ပြည်လမ်းပိုင်း၌အထိုင်ချတဆွဲထားသောပြည်သူများကိုဖမ်းဆီးငွေညစ်နေသည့်စစ်ကွင်းနာဆောင်စစ်စေးရေးဂိတ်ကို တာယာဝတီခရိုင်တရင်3800နှစ်တက်ခွဲနှစ်မှရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ယင်းတိုက်ခိုက်မှုသည်တနာ ਈ 45မိနစ်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက6ဦးဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှကာပိုင်တနက်တလက်ကြီးပေါက်တစ်ခုကြီး20တောင်းစစ်အုံဆောင်တချို့နှင့်ဆိုင်ကယ်တစီးတို့ကိုတင်စေရရှိခဲ့ပြီးစခန်းကိုမိရှုရှင်းလင်းခဲ့တော်လဲမိနေငယ်သာလောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်မြန်မာနိုင်ငံကျူကျော်စီတုံးရင်ထုတ်ပြီးတော့မှမြန်မာနိုင်ငံကိုလိုနီကျူးရှင်းခံခဲ့ရတယ်ဒါတရားသာတာတွေကြောင့်အခြေခံခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာပဲဟာလာတရားသာတာကြောင့်ကိုလိုနီပြုခဲ့တဲ့ကိုလိုနီနိုင်ငံဟာ ဒီကိုရိုနီခေတ်ရဲ့တွဲခွဲအုပ်ချုပ်မှုတွေကြောင့်လည်းစူးစီးနေထိုင်တဲ့မြန်မာတိုင်းရင်းသားတွေဒီညှဉ်းပန်းမှုတွေပြိုကွဲခဲ့ရတာကျွန်တော်တွေ့အဲ့ဒီပြိုကွဲမှုရဲ့နောက်မှာဆိုရင်လည်းလက်နက်ကပြည်ပခါတွေကရင်းနှီးချက်တိုင်းဖြစ်ပေါ်လာပြီးတော့မှဒီကိုရိုနီပေါင်းပါတွေကလည်းဆက်လက်အားပေးထောက်ပံ့နေတာလည်းရင်းနှီးထိကျွန်တော်တို့တွေ့ရပါတယ်ဒါပြင်ယူရတဲ့ကော်ပြန်းမှုတွေဒူဘီကော်ပြန်းမှုတွေရန်ကုန်စစ်နေကော်ပြန်းမှုတွေမှာပုံကြီးချက်တိထုတ်ထုတ်ဆောင်ပြီးတော့မှပြည်ပခါတွေပုံမှုကြီးထလာအောင်လည်းဆောင်ရွက်လာတာကိုကျွန်တော်တို့တွေ့ပါတယ် ခုနပြောတဲ့ပြည်ပကတွေအကြောင်းဖြစ်ပေါ်လာတဲ့နိုင်ငံမတည်ငြိမ်မှုတွေကိုလည်းဟဲ့လားအဲ့တော့ဒီဇယ်အစိုးရတွေပေါ့ဗျာဒီဇယ်အစိုးရတွေညီညာရောက်တယ်အမျိုးသူဟဲ့ကျူးစားခွင့်တွေလည်းအမျိုးမျိုးတူးတူးလှုပ်ဆုံမှုတွေကြောင့်ရင်းနှီးထက်တိုင်းဒီကမမီးကမငြင်းသေးတော့လဲပြေးပါဒီမငြင်းကြီးမီးမငြင်းသေးတဲ့ကြောင့်လေပုံပြမှုတွေလည်းတော်တော်နောက်ကျခဲ့တာတည်းပြေးတထာရီကိုကျွန်တော်တို့ကမကျော်လွန်နိုင်ဘူးလားလို့ပြောလို့နိုင်တယ်နေတဲ့နေကျွန်တော်ရှိပါမရှိတယ်မဟုတ်ပါဘူးရှိပါတယ်တိကျတော့မြန်မာတိုင်းကမြန်မာတိုင်းက ခုနိုင်ငံကချစ်တဲ့စိတ်မွေးဖို့လို့တို့ပါတယ်ခုပြည်သူချစ်တဲ့စိတ်မွေးဖို့လည်းတို့ပြောရမယ်မြန်မာတွေမြန်မာစိတ်မွေးဖို့လည်းတို့ပါတယ်အဲ့ဒါဆိုရင်ဂျင်းကျွတ်တဲ့နေရာတွေထိဆောက်နိုင်မှာလို့ကျွန်တော်ကြိုကြည့်ပါတယ်ကျွန်တော်စိတ်သူဂျင်းကျွတ်မှုမရှိတဲ့ဘက်ကတော့ဘယ်လိုစီးပွားရေးလုပ်လို့ဘယ်လိုနိုင်ငံရေးစနစ်ပဲလုပ်လို့နော်ဘယ်လိုလူမှုစနစ်ပဲလုပ်လို့ဒါတာဝါပြောတဲ့အနေထားကိုခေါ်တိပေးနိုင်မှာမဟုတ်ဘူးလို့ဒါကျွန်တော်ပြောချင်ပါတယ် ်ဆိုတော့ပြောတယ်ပထဝီနေထားရပေါ့ကျွန်တော်တို့ကြည့်တဲ့အခါမှာမြန်မာနိုင်ငံရဲ့အနေထားစုံချက်တစ်ခုဖြစ်လာတွေ့ဆိုတော့ပြောတယ်အနောက်ဘက်မှာဆိုရင်အိန္ဒိယလိုပြောမှာလည်းတောင်အာရှနိုင်ငံတွေကျွန်တော်ပါပါတော့ခုနကပြောတဲ့အရှိတောင်အာရှနိုင်ငံတွေပါတယ်နောက်ကျွန်တော်တို့အရှိမြောက်ဘက်မှာဒီပြည်နိုင်ငံရှိပါဒီဒီဒေတာမှာကျွန်တော်ရဲ့နိုင်ငံကဒီဆုံးချက်တစ်ခုဖြစ်နေတာပြေခုနကပြောတဲ့လူကြီးကြည့်ရင်လေ၄ဘီလီယံနေပါလောက်အဲသူတို့ရဲ့ သူတို့ကအားလုံးကတော့အသက်ရှင်တန်နေထိုင်ဖို့တဲ့အစားအသောက်လိရေးဆိုတာဘယ်လိုပဲဖြစ်ရင်ရင်ဆိုင်နေကြတဲ့ပုဂ္ဂိုလ်နိုင်ငံကြီးဖြစ်ပါတယ်ဒါတော့အထွေထွေထားရကြီးလိုက်ရင်ပဲမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီနိုင်ငံကြီးအတွက်ဆန္ဒရိက္ခာဖူပေါ်ဆောင်ရွက်ပေးနိုင်မယ်ဘာလို့ကကိုယ်စီစီမှုတွေဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံဘယ်လိုဖြစ်ဖြစ်ဘယ်လိုမှဒီအကျိုးရှိလာမှာဆိုတော့လေကျွန်တော်တို့သိမှာကိုယ်စီစီမှုများလာလို့ရှိရင်တော့အတော်လာများရင်တော့ခီးစားလုပ်ငန်းတွေပါ ဒါကျွန်တော်တို့ပို့ပြီးတော့ပို့များလာမယ်သမောင်းတော့ရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကတော့အဲကျွန်တော်တို့ကုန်သွယ်ကြီးပွားရေးရဖြစ်တင်ဖို့ကတော့မလဲမတည်လောက်ဖို့ဒူပါတယ်။မစီပွားရေးမြင့်တင်ဖို့လုပ်ဖို့လိုတဲ့ဆိုရနေမှာလဲကျွန်တော်နိုင်ငံလည်းအလုပ်လုပ်ဖို့တော့လိုတာပေါ့တဲ့လိုလုပ်ဖို့တော့ကျွန်တော်တို့ကျွန်တော်ပြည့်ကြလောက်ပေါ့နော်ကျွန်တော်တို့မနမြန်မာနိုင်ငံ GDP ဟာဟုတ်ကဲ့ဒီလ60နဲ့80ချားလောက်ပါကျွန်တော်ရှိပါဒါမဲ့နှစ်ပေါ့2026 25 26မှာလည်းဆက်ချောင်းမှန်တဲ့နှစ်မှာတော့ ်87ဘီလီယံလောက်ဒီမျှော်မှန်းပြီးကျွန်တော်လုပ်နေပါဒါပေမဲ့အိန္ဒိယနိုင်ငံနဲ့ကြီးလာလို့ရှိရင်ထိုင်းနိုင်ငံဘီလီယံ900ကျော်တဲ့ GDP ရှိပါဘင်္ဂလားဒေ့ရှ်နိုင်ငံကဘီလီယံ400ကျော် GDP ရှိပါတယ်။ဒါ GDP ဆိုတော့လေယာဉ်ကန္တာကြီးစက်မှုကန္တာကြီးဟောဝန်ဆောင်မှုကန္တာကြီးပုံမှာ GDP ပြတ်တာဆိုတော့ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းလို့ဝန်ဆောင်မှုရှိလို့ GDP တွတ်တယ်ပူကျွန်တော်တွေတာတယ်လို့ပြောဆိုရတယ်ပြောရင်ငင်းပွားစရာရှိပါတယ်ငင်းစရာရှိဘူးတော့လည်းလေယာဉ်ကန္တာကြီးတခုတည်းနဲ့တန်းရှင်ကြည့်လို့ရှိရင်ကျွန်တော်တို့လည်းအများကြီးအားတန်တယ်လို့ကျွန်တော်တို့တွေ့ ကျွန်တော်တို့ရဲ့တကယ်စိန်ခေါ်မှုပါစိန်ခေါ်မှုတခုကျွန်တော်တို့ကဒီမျိုးကလာအပြင်တရားစိုက်ပျိုးရေးနဲ့ဘူးမီလုံကလိုချင်တဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့လေယကန္နာနဲ့ဆက်ပြီးမှုမှုလုပ်ငန်းတွေကိုကျွန်တော်တို့အားကိုက်ပေါ်ဆိုင်အလုပ်ဖို့လုပ်တာ။ဘုရားအဖြစ်ပေါ့။မြန်မာနိုင်ငံမှာကျွန်တော်ဒီနေ့တည်းကကျွန်တော်ဆရာဆက်ပြီးဝန်ကြီးဌာနကိုကိန်းကနေတစ်ခုတောင်းကြည့်ပါ။မြန်မာနိုင်ငံမှာဆက်ဆက်မဆက်ပြီးဘယ်လိုရှိလဲ။15တန်းရှိတယ်လို့ပြောတယ်။အာဧက15တန်းဆိုက်ပါ။အဲ့မှာ73တန်းကလူစားပါဆိုင် မဲ့အဲ့မိုးစောပေါ့တတိဆိုင်ပြတဲ့အချိန်မှာဂျန်နေတိနေနေဆိုင်ဖို့ဟာဂျန်နေတိနေနေပါငါတိဆိုင်ဖို့ဆိုတော့အားလုံးကျွန်တော်မဆိုင်ကြဘူးဒီစပါးလေးတုံးတန်းတော့ပဲကျွန်တော်ရှိဆိုတော့ကျွန်တော်တို့ကဒါတွေကိုဟုတ်လားတကယ်လို့ဒါပြည်သက်ဆောင်အားတွေအပြည့်ဆိုင်မယ်ဆိုရင်ထုတ်ဖို့က24ပါးလောက်တက်လာမယ်ဆိုရင်ကျွန်တော်တို့တော့တိတ်ပါဒါဥပမာလေးနဲ့ကျွန်တော်ပြောတော့ဥပမာလေးနဲ့ပြောတော့ဒီလိုပဲကျွန်တော်ဝါဆယ်ပြူပါတယ်ငါသာဝါဆယ်ပြူပါတယ်လူကြီးမင်းအုပ်တက်လာတဲ့ဒီအားလုံးအင်ဂျင်ကကြပါတယ် ဖက်နဲ့စီးကြဖက်နဲ့စီးကြဖက်နဲ့ဆိုတော့တည်ရည်နဲ့ဘာပါနဲ့ကိုချိခံပြီးလှုပ်တာတွေများပါတယ်အများစုပါအခုဆိုလို့ရှိရင်လည်းနော်ချိဝဝါဝချိခံပြီးဝကြတာများပါမြန်မာနိုင်ငံမှာဒါတွေအကုန်ဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ချိခံပြီးတော့ဒီစက်မှုလုပ်ငန်းတွေတွားမယ်ဆိုလို့ရှိရင်ဟုတ်လားခေါ်ပြောတဲ့လူကြီးတမောင်ဒီတော့ဖြစ်လာရှိတဲ့နိုင်ငံတွေမှာဒီတော့ဘယ်လောက်ပါလဲဖလက်စီးတဲ့ထောင်ပေါ့ ်တစ်ဖီလန်ခွဲနှစ်ဖီလန်၄ဘားလောက်ကဖနှက်တူပါတယ်တို့နိုင်ငံတွေအဲတက်ကတက်ဆက်နိုင်ငံတွေကဒီဒီတို့ရတဲ့ဒီတရားသာသာပစ္စည်းတို့ရှိမှလုံးလုံးမရှိမရှိကျွန်တော်တို့ကကျွန်တော်တို့ဓာတ်တွေကိုကျွန်တော်တို့ကနော်တင်ပို့ရောင်းချမယ်ဆိုလို့ရှိရင်ထုတ်လို့ရောင်းချမယ်ဆိုရင်ကျွန်တော်တို့အများကြီးဒီတစ်ခုတည်းတယ်နော်ချွတ်တယ်ဆရာဆရာပြောလို့တွေးပါဘူးလားတကယ်တော့စီးပွားရေးဆိုတာလေဆရာဆရာလုပ်ရတာဟာအများကြီးရှိပါအများကြီးရှိအဲ့တော့ဟိုအမြင့်နေလျှောက်စင်းစားလို့ရှိရင်ဟာမဖြစ်နိုင်တာဆိုဘယ်လို့မှအဆမ်းမပြေပါဘူး အဆန်းအဆန်းချိန်အလဲလက်တယ်ဆိုတဲ့အတိုင်းမှာဒီမှာဒုက္ခရောက်ကြပါဘာကြောင့်ကျွန်တော်တို့ကအခြေခံလေးစဉ်းစားပြီးလုပ်မစဉ်းဖြစ်ပါဒီလိုပဲခုနပြောတဲ့ဝါဝါဝါဆိုရင်လည်းကျွန်တော်ဧက9သိန်း6သိန်းကျော်တော့ဖြစ်ကျွန်တော်ဧကဆက်ခဲ့ဘူးလေတူတူလည်းအကြောင်းမျိုးပေါ်ကြောင့်ဝါဆက်ပြုံးမှု3သိန်းကျော်တော့ဖြစ်ကျဆင်းသွားပြီးတော့မှကျွန်တော်တာဝန်ကြီးတဲ့အချိန်မှာဒါကိုတွေ့လို့ကျွန်တော်ဒါကိုအားပေးစာမှုလုပ်ခဲ့ပါအခုဆိုရင်ဧက9သိန်းလောက်ကျွန်တော်ဆက်ပါတကယ်တော့ကျွန်တော်တိုက်ပြေဝါထုတ်လို့မှာမြန်မာနိုင်ငံလူကြီးတွေထဲကျွန်တော်တို့ပို့ပါတယ် ့ပို့ပါ။ဒါကဒါကခုနပြောတဲ့ပြပနိုင်ငံတွေဖြစ်တဲ့အိန္ဒိယချင်းတိုင်းပြည်တွေတည်းဝါဟောင်းခြေခန်းနဲ့ခြေတယ်လုပ်ငန်းတွေတင်ဖို့ရောက်ချမှာဆိုပြီးချင်းကျွန်တော်တို့အကြည့်ရအောင်အများကြီးခွန်းလန်းနေရှိတယ်ဆိုတာပြပါလိမ့်မယ်။ဝါဟောင်းခြေခန်းနဲ့အထက်လေးလုပ်ငန်းတွေဝါးနေဝါဖန်ဝါ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 ခွန်းဝါကောင်နေပြီးတော့ကျွန်တော်တို့ကအဲ့ချီချီရနေပြီးတော့ပိတ်ပိတ်ကနေပြီးအထည်ပေါ့နော်။နော် CNB လုပ်ငန်းတွေကျွန်တော်တို့တွားမှာဆိုရင်ဘာမှစီဘူးတခြား wage space တွေဒီနှစ်ခုပါတယ်ကျွန်တော်တို့ အများကြီးအခွင့်အရေးရှိတယ်စီးပွားရေးတခုတည်းရပထဝီနေထိုင်ရကျွန်တော်ကအခွင့်အရေးရှိနေဆိုတာလေးကျွန်တော်ကောက်ထုတ်ပြီးတော့ကျွန်တော်ပြောလို့ပါအဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီစီးပွားရေးနံပါတ်တီပြောတဲ့ချိန်မှာလည်းကျွန်တော်တို့ပုံလည်း sanction လုပ်တဲ့အတွက်ကြောင့်လည်းခက်ခဲတော့ရှိတော့ဆန်ရှင်လို့တာဒီနေ့ကတော့ကျွန်တော်ကျွန်တော်ကျွန်တော်အင်တာဗျူးတစ်ခုမေးတဲ့အချိန်မှာကျွန်တော်ဆန်ရှင်ကိစ္စကျွန်တော်ပြောပြပါဆန်ရှင်လို့လို့ရှိရင်ကတော့ဒီဒုတာတော့အိမ့်ပိတ်တစ်ခုလည်းရှိပါလိမ့်မယ်ဒုတာလည်းပဲတစ်စီးနေအဲဒီတိုက်ခေါ်တဲ့နိုင်ငံတွေက ဒါနာဒီသူတို့ရဲ့ခက်ခဲကြော်လာဖို့တဲ့အုပ်စုတွေဖွဲ့လို့လာတယ်ဒီပြန်ဖက်တွေဖြစ်လာတယ်ပြန်ဖက်တွေဖြစ်လာတယ်ပူဆူမှာဖြစ်တယ်ဒါစီဝိုင်းပြေဆိုပြီးတော့မှကျွန်တော်တို့ဘုံမှာဖိအားပေးတာမျိုးရတယ်ဒါဘလို့မှမအောင်မြင်နိုင်ဘူးဘုကလည်းကျွန်တော်တို့ဘုံမှာဆက်ရှင်လုပ်ထားတာကျွန်တော်တို့အဲ့ဒါကိုကနေကိုကနေမကြော်ထားနေကြတာကိုကကြော်တာပြည့်ရှင်းလို့ရတယ်အခက်အခဲပဲရှိတာပါမှာတို့တော်လည်းပဲပြည့်ရှင်းလို့ရဒါကြောင့်ကျွန်တော်တို့ကတော့ဒီဟာတွေကြော်လွှားနိုင်ဖို့ဆိုရင်တော့တစ်ဖက်ကလည်းအဲ့ဒါတစ်ဖက်ကကိုလည်းကြိုးစားအထောက်မှုတို့ရတယ်တစ်ဖက်ကလည်း နိုင်ငံရေးနည်းလမ်းရတစ်ခါကလည်းဒါတွေဖြည့်ရှင်းကြမှာလည်းဖြစ်ပါတယ်အဲ့ပါလဲဟိုကပြောတယ်စီးပွားလုပ်ငန်းလုပ်နေဘူးဆိုရင်လည်းဒုသားအရင်းမြစ်တွေနော်ရင်းနှီးမြှုပ်နှံမှုတွေဒီလက်ချက်လို့ပေါ့ဒုသားရင်းမြန်မာနိုင်ငံဒုသားရင်းမြစ်ချင်းကြီးကြည့်လူမြန်မာနိုင်ငံလူကြီးတကယ်ပြီးခဲ့တဲ့အောက်တိုဘာလကောက်ခဲ့တဲ့လူကြီးအစီအရဆို90%တန်းရှိပါတယ်90% ။ဒါသူကြီးကတော့ခမန်းလူကြီးတွေပူပြီးနဲတော့ကျွန်တော်တို့တွေ့အဲ့ဒီမှာလူကြီး90ကျော်ခိုင်နှုံကြောက်ရော့ယောက်ျားဖြစ်ပြီးတော့90ကျော်ကျိုးကြတော့အမျိုးသမီးတွေဖြစ်တာတွေ့တယ်။2014ခုနှစ်နဲ့2019ခုနှစ်မှာထွန်းပြတဲ့တဲ့လူကြီးနဲ့အိမ်ကြောင်းကတကောင်ဆင်းနေရအောင်အဲ့မှာအချက်တွေကြာပြောနေတော့လူကြီးရဲ့900ကျော်ခိုင်နှုံကအဲ90ကျော်ခိုင်နှုံပေါ့90ကျော်ခိုင်နှုံကအခြေခံတွေအားဖြင့်အားနေတော့ကျွန်တော်တွေ့ပါတယ် I do.